สวัสดีค่ะ ดิโรมาก็တော့ဒီရှင်နဲ့တူတူထိုင်းလူမျိုးနန်စာအခေါ်လေးတွေကိုတူတူလာပေးနေလာကြအောင်ပေါ့နော်โอเคစပြီးတော့มาလေ့လာကြည့်လိုက်အောင်ပေါ့နော်ဒီရှင်တို့ယောက်ျားလीဆိုရင်ကိုကိုကိုဖုံဖုံဖုံလို့တောင်းရမယ်ပေါ့နော်ပစံပိတ်မယ်ဖုံအဲ့လိုအတန်ထွက်ပေါ့နော် မိန်းကလေးဆိုရင်ဒီချန်ဒီချန်ဒီချန်လို့တုံးပေးရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ချန်ဆိုတဲ့အတုံးလုံးပေါ့နော်ချန်ဆိုရင်ဒီချက်တို့ယောက်ျားလေးရောမိန်းကလေးရောတုံးလို့ရတယ်အတိတ်ပဲကငါလို့အတိတ်ပဲရတယ်ပေါ့နော်အတန်ထွက်ကချန်ချန်ฉันอารมณ์อยู่ก่อนเนาะนอกทุกคู่ตูဆိုရင် ခေါ့ခေါ့ခေါ့အတန်ပြတ်တဲ့ခေါ့ဆိုရင်တူအဲ့လိုမျိုးနော်နောက်တစ်ခါကြတော့နေသုံးဖို့တူမပေါ့နော်တူမဆိုတာမိန်ကလေးကိုခေါ်တာပေါ့နော်နေလဲရတယ်တူမလို့လဲရတယ်ဆိုရင်အတန်ထွက်ကထအတန်ဆွဲတယ်ထထ ธอเนาะเธอဆိုရင်နေလဲရသလိုตูมาလို့လည်းရတယ်ပေါ့เนาะနောက်တစ်ခုကကြတော့သင်မင်းရှင်ခမားလို့လည်းရတယ်เนาะဒီနေရာမှာသင်မင်းရှင်ခမားအစားသဖြင့်ဒီစကလုံးကိုဒီချက်တော့คูณคูณလို့တုံးနှုံးနေပေါ့เนาะคูณคูณအတန်ပြတ်တယ်คูณဆိုရင်သင်မင်းရှင်ခမားအစားသဖြင့်ပေါ့เนาะ နောက်တစ်ခါကြတော့တချက်တို့သူတို့သူတို့ဆိုရင်ဖိုးဝခေါင်ဖိုးဝခေါင်လို့အတန်ထွက်မယ်ခေါင်ဆိုရင်သူပေါ့နော်ဖိုးဝဆိုတာတို့အလို့နော်ဖိုးဝခေါင်ဆိုရင်သူတို့အလို့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့ငါတို့လို့ပြောချင်တယ်ဆိုရင်အဲ့လိုပဲ ဖိုးဝရောင်ဖိုးဝရောင်လို့သုံးပြလို့ရတယ်ဖိုးဝဆိုတာတို့ကိုပြောတာရောင်ဆိုတာငါငါတို့ကိုပြောတာဒီနေရာမှာ teacher တို့ကဖိုးဝရောင်ဆိုပြီးရှာမလိတ်တက်ဘူးဆိုရင်လအတန်ထွက်ပြလို့ရတယ်ဖိုးဝလောင်ဖိုးဝလောင်ဆိုပြီးတော့ထွက်ပြလို့ရတယ်ငါတို့ပေါ့နော်နောက်တစ်ခုကကြတော့နေတို့နေတို့ဆိုရင်လည်းအဲ့လိုပဲဖိုးဝထ พัวเธอพัวเธอโลอัตันถั่วเมเธอโซดาเนဖြစ်တယ်พัวโซดาတို့ဖြစ်တယ်ပေါ့เนาะพัวเธอโซดาเนတို့အဲ့လိုပုံစံမျိုးပေါ့เนาะနောက်တစ်ခါကြတော့သမီးတို့သမီးတို့ဆိုတာမိန်းကလေးတွေနေနဲ့ကိုကိုကိုရည်ကြီးကြီးနဲ့သမီးအဲ့လိုမျိုးပြောတာမျိုးပေါ့နော်သမီးတို့ဆိုရင်ဖိုးကနော ဖိုးကနိုးနော်ဖိုးကဆိုတာတို့ကိုပြောတာနိုးဆိုရင်သမီးကိုကိုကိုသမီးလို့ပြောတာပေါ့နော်ဖိုးကနိုးဆိုရင်သမီးတို့အဲ့လိုမျိုးပေါ့နော်နောက်တစ်ခါကြတော့အတော်အတော်ဆိုတာ ကိုနဲ့မသိတဲ့ဒစိမ့်တယောက်ယောက်ကိုကိုအနေနဲ့အတော်လို့ခေါ်ခြင်းတဲ့အခါမှာတီချယ်တို့ပါလို့သုံးနိုင်တယ်ကိုရဲ့အတော်မဟုတ်ဘူးသူများကိုကိုအနေနဲ့အာ အတော်လို့ခေါ်တာမျိုးပေါ့နော်အတော်ဆိုရင်ပါပါနော်ပါလို့ခေါ်မယ်အတန်ဆွဲမယ်ပေါ့နော်နောက်တစ်ခါကြတော့ဦးလေးဦးလေးဆိုတာလည်းအဲ့လိုပဲကိုရဲ့ဦးလေးမဟုတ်တဲ့ဒဇိန်တယောက်ယောက်ကိုကိုကဦးလေးအဲ့လိုမျိုးခေါ်ခြင်းနဲ့ဆိုရင်လုံလုံ လုံလို့ခေါ်နိုင်တယ်ပေါ့နော်အတန်ပြတ်တယ်ပေါ့နော်လုံဆိုရင်ဦးလေးပေါ့နော်ဒီစိမ့်တဲ့ရောင်ရောင်ကိုဦးလေးလို့ခေါ်တာမျိုးပေါ့နော်နောက်ဆုံးတစ်ခုနေနဲ့ဒီရှယ်တို့အကူအမလို့ခေါ်ခြင်းလေဆိုရင်ဖီဖီ ဖီးလို့ခေါ်မယ်ဒီဖီးဆိုတာအကိုအမဆိုတာကိုရဲ့အကိုကိုရဲ့အမကိုပြောတာမဟုတ်ဘူးကိုနဲ့မသိတဲ့တစိမ့်တယောက်ယောက်ကိုကိုကအကိုအမအဲ့လိုမျိုးတချက်လို့ခေါ်ခြင်းနဲ့ဆိုရင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်တချက်တို့ဖီးလို့ခေါ်နိုင်တယ်ပေါ့နော် okay ဒီစကားလုံးလေးတွေကကြတော့တချက်တို့နေ့စဉ်၃မှာကိုနဲ့မသိတဲ့သူတွေကိုကိုအနေနဲ့ထိုင်းလိုမျိုးဘယ်လိုခေါ်ရမလဲဆိုတာတချက်ကအတင်ပြပေးသွားတာဖြစ်တယ်ပေါ့နော်တချက်ရဲ့ ဗီဒီယိုတွေကကိုယ့်အတွက်ကျိုးရှိတယ်ဆိုရင်အာ subscribe လုပ်ပေးထားပါလို့ပြောချင်တယ်ပေါ့နော်နောက်ထပ်ဗီဒီယိုမှာဒီချက်နဲ့ပြန်ပေးကြမယ်ပေါ့နော်